မြန်မာနိုင်ငံအနီးအိန္ဒိယရဲ့မနီပူရာပြည်နယ်ချန်တဲခရိုင်မှာလုံခြုံရေးတပ်ဖွဲ့တွေနဲ့စစ်သွေးကြွတွေအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးစစ်သွေးကြွ၁၀ဦးသေဆုံးခဲ့တယ်လို့အိန္ဒိယစစ်တပ်ကပြောကြားခဲ့ကြောင်းတက္ကန်ဟယ်ရီကဖော်ပြခဲ့ပါတယ်။မေလ၁၀ရက်ကအာတန်ရိုင်ဖယ်တရေဟာစစ်သွေးကြွတွေရဲ့လှုပ်ရှားမှုနဲ့ပတ်သက်ပြီးထောက်လှမ်းရေးသတင်းတွေရရှိခဲ့တဲ့နောက်စစ်စင်ရေးပြုလုပ်ချိန်မှာ New Sam တဲကြွရအနီးတက်ခတ်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။စစ်စင်ရေးအတွင်စစ်သားတွေကတန်တရားဖြစ်ပွဲခဲ့တာတွေကိုပစ်ခတ်ခဲ့ပါတယ်။သူတို့ဘက်ကလည်းပြန်လည်ပစ်ခတ်ခဲ့ပါတယ်လို့အိန္ဒိယစစ်တပ်ကထုတ်ပြန်ခဲ့ပါတယ်။အပြန်အလှန်ပစ်ခတ်မှုတွေအတွင်ကေတာ၁၀ဦးချေမ ုံခံခဲ့ရပြီးလက်နက်ခဲရဲ့အများပြားကိုတင်စီရမိခဲ့ကြောင်းအိန္ဒိယစစ်တပ်ရဲ့အရှေ့ပိုင်းစစ်ဌာနချုပ်က X လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။တိုက်ဆုံခဲ့တဲ့စစ်သွေးကြွတွေဟာဘဲဖွဲ့ကဖြစ်တယ်ဆိုတာကိုသိရှိနိုင်မှုအတွက်စုံလန်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့စစ်စင်ရေးကိုလည်းဆက်လက်ပြုလုပ်နေတယ်လို့အာတမ်ရိုင်ဖယ်တရင်ကစစ်မှုထမ်းတူကပြောကြားခဲ့ပါတယ်။မနီပူရာပြည်နယ်မှာ2023ခုနှစ်မေလကတည်းကကတဲ့လူမျိုးတွေနဲ့ကူကီလူမျိုးတွေကြားပြည်ပခဖြစ်ပွားခဲ့ကလူပေါင်း250ကျော်တိုက်ဆုံခဲ့တဲ့နောက်ဖေဖော်ဝါရီလမှာမနီပူရာပြည်နယ်ဟာတမရရဲ့အုပ်ချုပ်မှုအောက်ကိုရောက်ရှိခဲ့ပါတယ်။အိန္ဒိယနဲ့မြန်မာနယ်စပ်အနီးမှာ ကူကီနာဂကတဲ့ဇူမီစတဲ့လက်နက်ကင်တွေလှုပ်ရှားလျက်ရှိပါတယ်။